ဆရာကြီးမင်းသင်္ခါရဲ့ပြောပါတယ်မောင်ပြီးသိန်းဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း၁၄တရိတ်တိုင်းမောင်ပြီးသိန်းသည်ကိုမွေးနှင့်ဖိုးချိုတို့မရှိသည့်အခိုက်ငါပြောတော့အတွင်း၌ပြုဝယ်ကိစ္စများကိုတကူတည်းပြုလုပ်နေလေသည် အလုံးများပြီးသည့်အခါ၌ရေကန်နေပြီး၌ငင်းချမ်းစွာထိုင်၍နေလေ၏ ခုံမိကောင်ကလေးများသည်အစာကောက်၍နေကြလေသည်အချို့သောကုံကလေးများမှမူမာမီသိန်း၏လက်ပေါ်ပေါင်ပေါ်တို့ပင်တက်၍ကစားနေကြသည်လည်းရှိထိုချိန်၌လွန်စွာအုံမင်းရင့်ရော်၍လွန်စွာမှလည်းအင်အားကြီးနေပုံရသောခိုးကြီးညိုးသည်မာမီသိန်းအနီးသို့ရောက်လာကြလေသည်ရိုးစင်မှရေကိုခတ်ယူတောက်သုံးကြ၏မာမီသိန်းကိုလည်းအထူးဆန်းတပွဲကြည့်ရှုကြလေသည်မုတ်စင်ဝင်းနှကန်းဝင်းရှင်လျား၍မျက်လုံးမျက်ကုံးကောင်းကအသားရေဆူပြေလာသော မာမီသိန်းကို အထုကြီးပြူ၍ကြည့်ရှုကြကုန်သည်ငယ်ငယ်ကလေးထာ၍စဉ်းစားနေသောမောင်ပြည်သိန်းကိုပေါ်တွင်တက်၍နားနေကြသောကိုကလေးများကိုလည်းတတိပြုမိကြလေဖိုးကြီးတူကအဖော်ဖြစ်သူ ဖိုးကြီးအားဆရာကိုမြသာ၏တခုခုတော့တခုခုပဲဗျာထုတော့ထုတဲ့ပုံပဲဟုပြောလေသူကပြောခံရသောဖိုးကြီးကအေးကျုံလဲဒီလိုပဲထင်လို့ကြည်နေတာဆရာလိုက်ဘာပဲဖြစ်ဖြစ်ဗျာအနာကပ်ပြီးကြည်ကြတာပေါ့ဟုဆိုတာ မောင်မြင်းသိန်းဤသို့သွားရောက်ထိုင်ကြလေသည်ထိုကမောင်မြင်းသိန်းကဘိုးကြီးနှူးကိုတွေ့မြင်သွားလေ၏ထို့ကြောင့်ပြုံးပြလိုက်လေသည်မောင်မြင်းသိန်း၏အပြုံးသည်ဘိုးကြီးတို့၏ရင်ကိုဖြတ်၍အသေးနှလုံးသို့ရောက်သွားသည်ဟုခံစားလိုက်ကြရလေသည်ထိုကမောင်မြင်းသိန်းကအမောဖြေကြပါဦးဟုဆိုကတဲ့အိမ်စီသို့ထသွားပြီးလင်တင်းမောတီးမှက်ကြီးတစ်လုံးကိုလှည့်၍တမ်းမြာရင်ညစ်ကဘိုးကြီးနှူးထံသို့ယူလာကြလေသည်ခီဝေးကလာကြလာနေတူတဲ့တင်းမောတီးကလေးစားချပါဦးဟုပြောဆို၍ မင်းမောသည့်ပကံကိုချပေးလေသည်ထို့နောက်တဲအိမ်စီတို့တစ်ခေါက်ပြန်သွားပြီးလင်ရင်းနှွေးချမ်းအိုးနှင့်မြေပကံလုံးထညက်ပလင်းတို့ကိုယူလာလေအမောပြည်ရင်းနှွေးတောက်ကြပါအောင်ထညက်လည်းစားကြအောင်ဟိုပကံကူးမလို့လားနေဘူးပါသေးတယ်ဟောဒီတရားလေးပေါ်မှာတရေတမောအိတ်ပေါင်းနေအေးသွားတော့မှကူးတာပေါ့ကရုတံမှန်ရှိပါတယ်တံမှန်ကပတ်စံမပါရင်တောင်အလကားစီးနိုင်ပါတယ်ဟုပြောလာလေသည်ထိုဘိုးကြီးနှုတ်သည်မောင်ပြည်တိတ်မျက်နှာကိုငေးမောကြည့်ရှုနေလေ၏ မောင်မီတဲ့ညောင်းလင်းချက်မထားပဲပြူစင်သောမြင့်သားပြင်ကျွင်ဝေးသည့်တင်မောသည့်ထညက်ရင်ွေချမ်းတို့ကို စားတော်ပြီးသောအခါတွင်မောင်မီသိန်းပေါ်၌မြင့်သားတက်ဝင်သွားကြကုန်၏ထို့ထည်ဆိုရပါမူမောင်မီသိန်းအားကြီးညိုသွားကြကုန်၏မောင်မီသိန်းအားလက်တမ်းမှန်ရိုးရိုးလူသားတို့မထင်မှတ်ကြတော့ပဲဝိဇာဇော်ကြီးတပ်ပတိဟုထင်မှတ်ကြကုန်၏အေးချမ်းလိုက်တာဗျာတလန်းလုံးအပူထဲကလာတာဒီခြံနဲ့လည်းရောက်တော့အေးသွားတာပဲဆရာကလေးနဲ့လည်းတွေ့တော့ပိုးပြီးအေးသွားတာပဲ ကျေးဇူးကြီးပါပဲဟုဘိုးကြီးမြာစလုံးကပြောလိုက်လေရာမောင်မီသိန်းကနိုင်ကိုကအေးပိသားပါပူလောင်ချင်းကိုကိုကထည့်ယူတာဗျဟုပြောလိုက်မှန်ပါတယ်ဆရာလေးရဲ့ကျုပ်တို့ဆရာတော်ကြီးကြုံပြောသွားရင်ကြုံပြောမှာပြန်လည်တော်မူတယ်ဆိုလို့လိုက်သွားကြတာဆရာတော်ကြီးအတွက်လည်းပူဆွေးရတယ်ပူဆွေးတဲ့စိတ်နဲ့ပြန်လာပြန်တော့လည်းတလန်းတော့ပူခဲ့ရတယ်ဒီတဲ့နေကလည်းချစ်ချစ်တာပူပြန်ဆိုတော့အပူပေါ် အပူစင်စိုးစလိုပါပဲဗျာဟုဖိုးကြီးတူကပြောနေသည်အနေပူတာတော့ဘယ်တန်းနိုင်မလို့တဘာဝအပူပဲစိတ်ထဲမှာပေါ်တာကတော့ဖျောက်လို့ရပါတယ်ဒီဘူးကမပူခင်တုန်းကလည်းမရှိဘူးရှိလာပြန်တော့လည်းခိုင်မြဲတဲ့ဟာမှမဟုတ်ပဲမရှိလဲမရှိမမြဲလဲမမြဲတဲ့အပူကိုမကြောက်ပါနဲ့ခင်ဗျာအကြောင်းအကျိုးစုံလုံးပေါ်လာတာပါအကြောင်းအကျိုးတွေကုံသွားတဲ့အခါမှာဒီဘူးကဖျောက်သွားမှာတစ်သက်လုံး ကျွန်တော်တို့တွေ့ကြုံခံစားခဲ့ရတဲ့ပူလောင်မှုတွေစိတ်အလိုမချောင်းမှုတွေလိုချင်တတ်မှတ်မှုတွေတွေ့ဝင်မှုတွေကအကြောင်းပေါက်ညီညွတ်တဲ့အခါမှာပေါ်ပေါက်လာပြီးအကြောင်းပေါက်မညီညွတ်တဲ့အခါမှာတော့အလိုလို ချုပ်ပြကုန်တယ်မဟုတ်လားကျွန်တော်တို့ကဒီပူတွေကိုတကူးတကတတ်ပြတယ်လို့များရှိလို့လားသူဟာသူ ပြည့်ရင်းကုန်တာပဲမဟုတ်လားအဲ့ဒီပူတွေကိုတကူးတကတတ်ပြဖို့များမကြမ်းပါနဲ့ ပြီးခဲ့တဲ့ဖြစ်ခဲ့တဲ့အမှုတွေကဖြစ်ပြီးပြောက်သွားခဲ့ပြီးမဖြစ်သေးတဲ့အမှုတွေကလည်းဖြစ်မလာသေးဘူးဒါတွေကိုမတည်တည်အောင်ဖြောက်ပြင်မယ်ဆိုတဲ့စိတ်ကူးကဘာနဲ့တူလဲဆိုတော့မမွေးသေးတဲ့ခလေးကိုတတ်မယ်လို့စောင့်နေတာမျိုးဗျသူဟာသူယောဂနဲ့တည်ပြီးသားသူကိုတတ်မယ်တကယ်ကဲချိန်ဝနေတာမျိုးအဖြစ်တော့မှာပေါ့ဗျစိန်နှလုံးကိုအေးအေးချမ်းချမ်းထားပါကိုနဲ့ပတ်သက်ထိတွေ့တဲ့လူတွေတွေ့ဆန်တဲ့အားလုံးကိုချစ်ကြည်စမ်းပါ ဦးကြီးတို့ရဲ့ရင်ကအေးချမ်းလာပါလိမ့်မယ်အထူးသဖြင့်ကတော့အသက်အရွယ်ကြီးလာလေးလေးရောဂါကြီးကိုညှိကုံနေတဲ့ဝါသနာပေါ်လာလေးလေးပဲအကြံပေးချင်တာကတော့နေရတဲ့အချိန်ကလေးအတွင်းမှာရောဂါကြီးနဲ့မညှိကုံပါနဲ့သူနည်းသူဟန်နဲ့မှန်းနေတဲ့အမှန်တရားပဲဗျအခုဗာမီသိန်းကပြောလာရဖိုးကြီးတို့လည်းတူးပကုန်းကိုတူးပုတ်ကဒီဆရာလေးပြောတာမှန်တယ်ကျုပ်တို့ကရောဂါကြီးကိုအမြဲတမ်းညှိကုံခဲ့တယ်ဆရာလားကျုပ်လည်းညှိကုံခဲ့တာပဲကဲ ဒီနေ့ဟာစပြီးမငင်းခုံတော့လောကကြီးဆိုတာငင်းခုံစရာမဟုတ်ဘူးအကျိုးပြုနိုင်တဲ့လောက်ပြုဖို့သာဖြစ်တယ်ဟုဥမြတ်သားဆိုတော့ဖိုးကြီးကပြောလေသည်ထိုဖိုးကြီးနှူးသည်မောင်မီသိန်းနဲ့ညံ့နေဆောင်သည်ဒီစကားပြောကြလေညံ့နေဆောင်သောအခါမောင်မီသိန်းသည် ဖိုးချိုကြီးကိုတန်ပန်းကိုယူ၍ဖိုးကြီးနှူးကတစ်ဖက်ကန်သို့ကိုယ်တိုင်လှောက်ခတ်၍ပို့လာလေသည်ဖိုးကြီးနှူးလည်းမောင်မီသိန်း၏စေတနာကိုအထူးလေးစားသွားလေ၏အကြိမ်ကြိမ်လည်းအထူးနှုတ်ဆက်၍သွားလေသည်ဖိုးကြီးနှူး၏စိတ်အာရုံတွင် မာမီသန်း၏ရုပ်တန်တန်သည်ဆွဲထင်၍ပါလေတော်သည်ဖိုးကြီးတူဖြစ်သူဆရာလှဆိုသူကသူ့ရဲ့ဘော်ဆရာကိုမြတ်သားဆိုသူအားကျုပ်ရာဒီဆရာလေးမျက်နာကိုရင်းရင်းနှီးနှီးမြင်ဘူးတယ်လို့ပဲဘယ်မှာမြင်ဘူးတယ်တော့မဆိုနိုင်ဘူးဟုပြောလိုက်ဆရာဦးမြတ်သားဆိုသည်ဖိုးကြီးကလည်းဟုတ်ပါဆရာလေးကျုပ်လည်းအဲ့ဒါကိုပဲတွေးနေတာဘာပဲဖြစ်ဖြစ်ဗျာကျုပ်တို့ကိုတင်မောသီးလည်းကြွေးတယ်ရင်းနှီးချမ်းနှီးထညက်တွေလည်းတဲတွေးတယ် ဟောပြီးတော့တန်ပံကိုလည်းကိုရန်ခတ်ပြီးလိုက်ပို့ရှာတယ်။သူ့စီနာသူ့မိတာကဲခရင်နေနေရရတော့မဟုတ်ဘူးဗျ။လေးစားဖို့ကောင်းတဲ့ပုံကူဗျာဟုပြောလိုက်လေသည်။အမှန်စင်စစ်ဖိုးကြီးနူးဒီမောင်ပြီသိန်းကိုကောင်းစွာမြင်တွေ့ဘူးကြလေ။မောင်ပြီသိန်းတို့အိမ်၌လည်းအကြိမ်ကြိမ်စားတော့ဘူးကြလေသည်။ထိုဖိုးကြီးနူးဒီမောင်ပြီသိန်း၏ဖခင်ဥယျာဉ်၏မိတ်ဆွေဆရာလှနှင့်ဆရာကိုမြတ်တာတို့ဖြစ်ကြပေသည်။တို့ရရင်ဖိုးကြီးနူးကလည်းမောင်ပြီသိန်းကိုမမတ်မီတော့ ောင်မီသိန်းကလည်းဖိုးကြီးနှုတ်ဦးအားမှတ်မိခြင်းမရှိတော့ဘူး။နောက်တစ်နေ့တွင်မောင်မီသိန်းသည်ကိုမွေးနှင့်ဖိုးချိုကိုနှုတ်ဆက်ကငပြောတော်တွင်မှထွက်ခွာလာခဲ့လေသည်။ကိုမွေးနှင့်ဖိုးချိုကမောင်မီသိန်းအားတစ်ဖက်ကန်သို့တန်မှန်ဖြင့်လိုက်ပို့၏။ဖိုးချိုကတန်မှန်ကိုခတ်၏။ခွေးကလေးချစ်စရာကတန်မှန်ဦးတွင်ထိုင်ကဝမ်းသာလွန်၍ဆွဆွငင်ငင်ဥယျာဉ်လိုက်ပါလာသည်။မောင်ပီသိန်းနှင့်ကိုမွေးတို့သည်တန်မှန်စည်းရင်စကားပြောလာကြ၏။ကိုပီသိန်းအခုဘယ်သွားမလဲ?ဟုကိုမွေးကမေး။"ကျုပ်လူတော်တဲ့ပြန်ဝင်မယ်။ ကျုပ်တက်ထားတဲ့ပညာနဲ့အကျိုးပြုမယ်ဖြစ်နိုင်ရင်ဆက်ကတွေမှာပြန်လိုက်ပြီးကြိုးတန်းဆောင်မယ်ကောင်းငင်ပါလွှဲမယ်အဲ့ဒါတွေမလုပ်နိုင်တဲ့အခါမှာလူတွေဝိဖို့အင်ကြီးချုပ်ပေးမယ်လူဟာလူထဲမှာနေတာကောင်းဆုံးပဲလူတွေကိုအကျိုးပြုရတာလောက်မုံမြတ်တဲ့အလုံးမရှိဘူးဟုမမ်မီသိန်းကပြောလာလေသည်တော့ပါကိုပြီးသိန်းသွားခြင်းနဲ့စီကိုသွားလူတွေနဲ့လည်းနေဒါမဲ့လူတွေရဲ့မိုင်မဲမှုကခမရကိုဒုက္ခမပေးနိုင်တော့ဘူးရွှွညွန်းထဲမှာပောက်တဲ့ကြာကိုရွှွညွန်းကညဉ့်ညံ့အောင်မလုပ်နိုင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ခမရက အသက်ရှင်နေစဉ်တွင်လူလောကကြီးမှာဘယ်လိုနေထိုင်ရမယ်ဆိုတာကောင်းကောင်းကြီးသိသွားပြီ။ဒါကြောင့်ကိုပြည်သိန်းတယောက်အသက်ရှည်ပြီးလူအချို့တွေတည်ဖို့နိုင်ပါစေလို့သာကျုပ်ကဆုတောင်းပါတယ်ဗျာဟုကိုမေးကပြောလိုက်။ဖိုးကျိုကလည်းကျွန်တော်လည်းဆုတောင်းပါတယ်ဟုပြောလာလေသည်။ထိုကတန်မှန်ဥရင်ထိုင်နေသောခွေးကလေးကလည်းဆွဆွငငငကြီးဦးလာလေသည်ထို့ကြောင့်ဖိုးချိုကအကျွန်ုပ်ခွေးကလေးကလည်းစူတောင်းပေးနေတယ်ဟုပြောလာလေ၏ထို့ကြောင့် ဘာပီသိန်းနှင့်ကိုမွေးတို့သည်ရီမောလိုက်ကြလေသည်ဖိုးချိုကလည်းဝင်းရီဤခွေးကလေးချစ်စရာကလည်းထက်၍ဥလိုက်နေတော့သည်ဘာမီသိန်းတစ်ဖက်ကန်းသို့ရောက်သွားသောအခါတွင်သူ၏ခီးကိုဆက်ရန်အတွက်ရင်ကျေးတိမ်မွေးသောလူကြီးတူလူငယ်တူနှင့်ခွေးကလေးတကောင်တို့ကလိုက်လိုက်လဲလဲကြီးနှုတ်ဆက်လိုက်ကြလေတော့သည်ဘာမီသိန်းက၎င်းကိုယ်တိုင်ပြစ်ချထားခဲ့သောအထက်ပညာနှင့်အလုတ်ကန်များကိုပြန်လဲကောက်ရန်အတွက်တစ်ဖက်ကန်းသို့ပြန်လဲ၍ကူးလာခဲ့ခြင်းပင်ဖြစ်ပေတော့သည် မမီတိန်ငပြောတော့မှထွက်သွားပြီးသုံးရက်မြောက်သောနေ့တွင်ငပြောတော့သူဘူဂျီသုံးဦးနှင့်ဖွာဂျီတူရောက်လာလေသည်ဘူဂျီသုံးဦးနှင့်နှစ်ဦးမှမမီတိန်နှင့်တွေ့သွားသောဆရာဦးမြတာနှင့်ဆရာဦးလာတို့ဖြစ်ပြီးကျန်တူမှမူဦးအေယာဖြစ်သည်ဖွာဂျီမှမူဒေါ်ဧဘုံဖြစ်ဦးမြတာကကျုပ်ပြောတဲ့သူကတော့ဟော်ဒီချန်မှနေတာပဲဟော်ဒီနေရာမှာတွေ့တာသူနဲ့တွေ့တာကျုပ်ဖို့တော့ဘလို့ဖြစ်တယ်မသိဘူးအတော့ကိုအေးချမ်းသွားတယ်ဟုပြောလာလေသည်ထိုကဆရာလာကတဲတဲသွားကြည့်ရအောင်ပြဟုဆိုတာ တဲစီတို့သွားကြည့်ကြ යි တဲစီနဲ့လည်းတစုံတရာကိုမှမတွေ့ရပဲသူကဥေယားကခင်ဗျားတို့ပြောတဲ့လူကဝိဇာလုံးလိုဇောကြီးလုံးလိုလူမျိုးဆိုတော့ကိုယောင်များဖြောက်နေတာလားဗျာဟုပြောလိုက်အဲ့ဒါလို့လည်းမဟုတ်ပါဘူးဗျာရိုးရိုးသူတော်ကောင်းကြီးတူပါဟုဥမြတာကပြောလိုက်လေသည်ထိုချိန်၌ကိုမွေးကခြံအတွင်းသို့ပြန်လည်ရောက်ရှိလာပြီလေ၎င်းတို့အားဘာကိစ္စလဲခင်ဗျာကျွန်တော်ဘာလုပ်ပေးရမလဲဟုမေးလိုက်ဩော်ဒီမှာ လွန်ခဲ့တဲ့3-4ရက်လောက်တုန်းကကျုပ်တို့ရောက်လာသေးတယ်ဟောဒီနေရာမှာမုတ်စိမ်မွေးရှိရှိနဲ့လူတယောက်တွေ့ရတယ်ကျုပ်တို့ကပြင်းမနာဘက်ကကြုံပြော်သွားမလို့ကြုံပြော်မှာပြန်လွန်တော်မူသွားတဲ့ကျုပ်တို့ဆရာတော်ကြီးနဲ့ပြန်မိတဲ့ကြုံမယ်အဲ့ဒါလိုသွားရင်းနဲ့ကျုပ်တို့တွေ့ခဲ့တဲ့မုတ်စိမ်မွေးရှိရှိနဲ့ငကန်းမွေးရှိရှိနဲ့လူကိုဝင်းနှုတ်ဆက်တာဟုဆရာလာကပြောလိုက်ထိုကကိုမွေးကအော်ဟုတ်ပြီဟုတ်ပြီကိုပြည်သိမ့်ပြောတာလား သူမနေ့ကပဲထွက်သွားပြီကိုပြည်သိန်းနဲ့တိလို့လားဟုမေးလိုက်သူကဒေါ်ရီဘုံကနာမည်ကကိုပြည်သိန်းနဲ့လားကျမသားလေးနာမည်နဲ့ထူလိုက်တာဟုကမ္ဘာကရံဝင်ပြောလေသူကဥယျာကရှင်မကလည်းကွယ်လောကကြီးမှာလူသူမရှာနာမည်သူမရှာပေါ့ကျုပ်တို့သားတော့မဖြစ်နိုင်ပါဘူးကျုပ်တို့သားကအင်းကထွက်သွားကလေးကအသက်အန္တရာယ်တစ်ခုခုကြုံခဲ့ပါပြီဒါကြောင့်သူပြန်လာတာပေါ့နှုတ်မွေးဘယ်ရင်းနဲ့ဖြစ်ဖြစ်တစ်ခေါက်တလေပြန်လာမှာပဲဟုပြောလိုက် သူကဥမြတာကဒီလိုနဲ့အတံမပြောနိုင်အောင်ကိုရင်အေးရည်မအေးပုံပြောမှကျုပ်လက်တတိရတယ်အဲ့ဒီပုံကိုရဲ့မျက်နှာကိုမြင်ကလေးကကျုပ်စိတ်ထဲမှာတနည်းရမှာတွေ့ဘူးသလိုလိုတိနေသလိုလိုပဲဗျဟိုပြောလာရင်ဆရာလာကလည်းအစ်စ်ပဲပြို့ပြုံးလိုက်တဲ့အခါမှာလည်းခမရတို့သာမောင်းပြီးသိနေတူးသလိုလိုပဲဗျဟိုပြောလာ၏သူကတော်ရေးပုံကကျမတို့သားကလေးဖြစ်ပါစေရှင်ဒါနဲ့နေပါဦး မင်းနဲ့အဲ့ဒီမောင်ပြီးသိင်းဆိုတာနဲ့ကဘလို့များပတ်သက်တာတော့ဟုကိုမွေးအားမေးလိုက်လေသည်မိဆွေပါကိုပြီးသိင်းကဒီကိုအမတ်မတင်ရောက်လာတယ်ရောက်လာတော့ကဒံရကြီးနဲ့ဒံရလည်းပြောက်ရောဒီကနေထွက်သွားတယ်ထွက်သွားပြီးကြည်ကြည်တဲ့အောင်ချမ်းသာတဲ့တရေကြီးတူဖြစ်ခဲ့သေးတယ်အဲ့ဒီကနေပြည့်စည်တွေစုံပါပြီးဒီပြန်ရောက်လာတာဒီကြတော့လေစေသားတွေကပြောင်းသွားပြီသူကထူးခြားသွားပြီအခုတကသူပြန်ထွက်သွားတယ် သူ့ဘဲကိုထွက်သွားသလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့သူ့အတွက်မပူနဲ့သူ့မှာဘေးဒုက္ခမရောက်နိုင်ဘူးသူ့ကိုစားတော်တို့ကိုကျွန်တော်ကဘာလုပ်ပေးရမလဲကျွန်တော်လုပ်ပေးပါမယ်ဟုဆိုကဂုံဝေးကပြုံးပြလာ၏ဂုံဝေးကိုကြည့်ပြီးနောက်ဆရာလာနဲ့ဦးမြတာကလည်းဟာဒီပုဂ္ဂိုလ်ကလည်းဟိုပုဂ္ဂိုလ်လိုပဲမေတ္တာစေနာကြီးမားတဲ့သဘော ရှိပါပေတယ်ဟုဖတ်ချက်ချလိုက်လေသည်တော်ရေးပုံကမူငယ်စဉ်ကပင် ပြောက်ဆုံးသွားသောမိမိသားကလေးမောင်ပြည်သိန်းအား ရောရန်မှန်းစာရင်ကိုနေလေတော့ဤတို့ကဆရာဥမြလာကငိုးမေပါနဲ့မဲဤပုံရဲ့ပူလက်မနေနဲ့အဲ့ဒီပူကငကိုကမရှိဘူးရှိလာတော့လည်းမမြဲဘူးတဲ့အဲ့ဒါကြုတ်ပြောတာမဟုတ်ဘူးကိုကြည့်သိမ့်ဆိုတဲ့ပုံကိုပြောသွားတာဟုပြောလိုက်ဤတို့ကဒေါ်ဤပုံကကျမသားကလေးဖြစ်ပါစီတော့သားကလေးဆရာကိုမြသားတို့ဆရာလှတို့ပြောသလိုဝိဇာဇောကြီးကြီးဖြစ်နေရင်လည်းအမေစီတစ်ခါလာခဲ့ပါဦးအမေတိုင်းတယ်ပါလေကွယ် ဟုပြောဆိုကယင်ဘက်ကိုထု၍ငိုချလိုက်လေတော့တည်းရွှေရုံမသည်ဗာမီသိန်းနှင့်လမ်းခွဲခဲ့ပြီးနောက်ဗာမီသိန်းဟူသောနာမည်ကိုနှလုံးသားတွင်းမှရောအုံနောက်တွင်းမှပါပြီးပိုင် ကော်ထုတ်ပြစ်လိုက်လေသည်နောက်တနေ့ညနေတွင်ဆက်လိတ်ဘုံပါရှင်ဤသားမင်္ဂလာအဲ့ခံပွဲတွင်ကြိုးစား၍ခပ်ပြခဲ့၏တို့တို့ကပြခဲ့သည်ဖြင့်ကြောင်ရောက်ကြည့်ရှုနေကြသောပြိတ္တအတွင်းမှာဆက်လက်ကုန်ပန်းရှင်တတိတူကလွန်စွာသဘောကျသွားလေတော့သည်ထို့ကြောင့် ဧကံပွဲပြီးသည့်အခါတွင် ရွှေဘုံမ၏အိမ်သို့လိုက်လာ၏၎င်းကိုယ်တိုင်မိတ်ဆက်စကားပြောလေသည်ကျုပ်ကသဘင်ပညာကိုမျက်နှိုးတဲ့သူပါဒါပေမဲ့ကံပြစ်ချလို့သဘင်သမားမဖြစ်ဘဲနဲ့စိတ်လိတ်သမားလားဖြစ်နေရတယ်ရွှေဘုံမဆိုတဲ့နာမည်ကိုတော့ကြားဘူးနေတာကြားပါပြီမကြည့်ဘူးခဲ့ဘူးအခုကြည့်ဘူးပါပြီပညာတော်ပြည့်ပါပါတယ်ဒါကြောင့်အရေးချင်းပြည့်ဝတဲ့သူကိုအောင်အောင်မြင်မြင်ဖြစ်စေခြင်းနဲ့အဲ့ဒီဇေနာနဲ့ကုညီမှာပါအရင်မင်းသမီးကို ်အကူညီရတာလဲခန့်လန့်လန့်ပဲမသိတဲ့သူတွေကပိုပန်းပြီးကူညီတယ်ထင်ကြအောင်မယ်အကျုပ်မှာဒီစိမ်းမျိုးမရှိဘူးကျုပ်ကတရားသမားပြီးတော့မင်းသမီးကကျုပ်သမီးအငယ်ဆုံးလောက်ရှိသေးတယ်ကျုပ်အကူညီကိုရဲရဲတင်းတင်းလက်ခံမှာကျုပ်ကဖရတကာကြောင်းတာရကလည်းဖြစ်တယ်ကျုပ်မှာဇနီးလည်းရှိတယ်သမီး၈ယောက်လည်းရှိတယ်မိက40ကျော်တယ်ကျုပ်နာမည်ဦးညီညီလို့ခေါ်တယ်နာမည်ကြီးဆက်လိုက်တစ်စိမ်းနှမျိုးကိုပိုင်ပါတယ်ဟုရှေးလျားစွာမိတ်ဆက်လေသည်ထိုကရွှေဘုံမှာက ကျေးဇူးတင်ပါတယ်ဦးလေးရှင်ဟုပြုံးပြုံးလေးပြော၏အကျုပ်ကိုကျေးဇူးတင်တယ်မင်းသမီးရေကိုပညာကိုဒါကျေးဇူးတင်ပြီးတော့ပညာကောင်းလို့ကိုညီချင်းနဲ့စိတ်တွေပေါ်လာတာတောင်းဖို့တောင်းဖို့မင်းသမီးမျိုးစုကိုညီဖို့ထားလို့ပွဲပြီးအောင်အောင်ကျုပ်ကကြည့်တာမဟုတ်ဘူးမျက်စိညောင်းနေအာယုံပြတ်တယ်ဟုဆိုတာ၎င်း၏ဆက်လက်ကုန်နဲ့လိတ်ထားသောစိတ်ပေါ်လေးကြီးကိုဖွာလိုက်ဟုတ်ကဲ့ရှင်ခုရွှေရုံမှာကအလိုက်တင်ဖြေလေသည်ကျုပ်ကမင်းသမီးကိုခန်းခန်းနာနာအငိမ့်အဖွဲကြီးတစ်ဖွဲဖြစ်အောင်တီထောင်ပေးပန်ဝေထုတ်ပေးမယ် အဲ့ဒီငွေအတွက်အတိုးမယူဘူးဆက်နိုင်သလောက်ပြန်ပြန်ပြီးဆက်သွားတကယ်လို့များကန်စိုးမိုးမောင်ကြပြီးအဖွဲကြီးကရှုံးပေါ်လို့ပြက်စီးသွားရင်တော့ကျုပ်ကိုချူပြတပြားတောင်မှဆက်ဖို့မလိုဘူးအဲ့ဒီငွေဒီအားလုံးကိုလှူလိုက်တယ်လို့သဘောထားလိုက်မယ်ကဲဂျင်းနဲ့ပလာမင်းသမီးခုပြောလေသည်ဥညီညီသည်အပြောနေအလုံးကြီးပါပဲနောက်တနေ့တွင်ရွှေပြုံးမအားငွေများလာရောက်ထုတ်ပေးလေသည် ရွှေပြုံးမလည်းဂဒီပါကလေးကြီးများအတွင်းသုံးတောတောင်ပုံအိမ်ပုံနန်းတော်ပုံ ထိုကားလေးများမီးစလိုက်များစားဝိုင်းများဇက်ဝတ်တစားနှင့်ဇက်သစ်တာများပါမကြံဝဲယူ၍ဘရုံမာဘန်းတစိတ်တက်ထားသောရွှေဘရုံမာဇက်ဝတ်ကြီးကိုအောင်မြင်စွာတည်ထောင်ခဲ့လေတော်သည်ထို့နောက်အမျိုးမျိုးအနေနဲ့တွင်နှက်လည်၍ကရ၏ရသည်မြငွေကိုချွေတာ သုံးဆွဲ၍ဥညင်ညီအားရောက်ရာရမ်းမနေ၍အကျွေးဆက်လေသည်ဤသို့လျှင်သုံးနှစ်သုံးမှုစူးစမ်းခဲ့လျာဥညင်ညီထံမှယူထားသည့်ငွေများခြေသည့်အပြင် ဇက်ဖွဲ့ကြီးတစ်ဖွဲ့ကိုကောင်းစွာပိုင်ဆိုင်လီတော်သည် မြို့မြို့နယ်နယ်မှာပြည်သက်များသည့်ရွှေဘုံမကိုအားပေးကြ၏ရွှေဘုံမဇက်ဤထူးခြားချက်မှာပြဇက်ခေါ်သော ရှေ့ပိုင်းဇက်မထွက်မီ၌လူရှင်တော်နှစ်ဦးနှင့်ရွှေဘုံမသည်ပရိသတ်ကိုဧကန်သောသဘောဖြင့်အငိမ့်ကန်းကလေးတစ်ခန်းထည့်ထားခြင်းပင်ဖြစ်သည်ထို့ကြောင့်အငိမ့်ကြိုက်သော လူများလည်းလာကြ၏နောက်ပိုင်းကဆက်ကဇန်ဒီပန်နှင့်ရာဇဝင်များလည်းအကွက်ကြကြကပြသောကြောင့်ထိုရာများကိုသဘောကျသောတက်ကြီးရွယ်ဦးများလည်းလာကြ၏ ရှေ့ပိုင်းပြဇက်နှင့်နောက်ပိုင်းကဇက်အကြားတွင်နှစ်ပါးသောဟူသောခံလက်ပါ၏ထိုနှစ်ပါးသော၌ရွှေရုံမှသည်မင်းသမီးဖြစ်မင်းသားတလက်နှင့်တွဲကနှစ်ပါးသောကရွေပြတကဲ့သို့မင်းသားဝိဇာဝိခာမင်းသမီးတလက်နှင့်တွဲပြီးမင်းသားဖြစ်လဲနှစ်ပါးသောကပြခြင်းကြောင့်ပြိတတ်သည်ထိုခန်းကိုလည်းလွန်စွာနှစ်သက်ကြလေသည်ထိုချိန်၌ရွှေရုံမှဖွဲ့ကြည့်သည် နေခြင်းညာခြင်းဆိုသလိုနာမည်ရလာလေတော့သည် ရွှေရမာကိုတစ်ဖက်သက်ပိုးပန်းနေသောတတိသားတယောက်လည်းပေါပေါလာ၏ထိုတတိသား၏အမည်မှာမြင့်ရွှေဟူ၍ဖြစ်သည်အသားမှာလွန်စွာမဲ့၏စကားပြောလိုက်ရင်လည်း၎င်းပါးစပ်တွင်မှရွှေသွားများသည့်မျက်စိချင်းလူမတက်တဝင်းဝင်းပြောင်၏မြင့်ရွှေသည်ရွှေဘုံမှာဇက်ဖွဲ့ရွှေပြောင်သည့်နေရာများသို့လိုက်လံချီရှုလေသည်မြင့်ဤလောက်ကမှမလုပ်ဘဲဇက်နောက်သို့သာတကားကောက်လိုက်နေ၎င်းနှင့်အတူ၎င်း၏တပည့်လက်ပါစီ၄ယောက်ခန့်လည်းပါ၏ မြင့်ရွှေတို့လူစုသည်မော်တော်ကားလက်စီးနှင့်ရွှေတို့မှဇက်ကာယာသူအမြဲလိုလိုလိုက်နေလေသည်ကားလမ်းမပေါက်သောနေရာများ၌မူမော်တော်ကားထားခဲ့၍လူကြီးတက်တက်လာ၏မြင့်ရွှေသည်ဇက်သမားများကိုလက်ဆောင်ပနာထိုး၍သူ့ဘက်သို့ပန်းအောင်မွေးမြူ၏ဇက်သမားများလည်းမြင့်ရွှေ၏လူကြီးဖြစ်ကုန်တော်သည် လူရှင်တော်တူဆိုလျှင်ဘွဲကနေစဉ်ခွင်တွင်း၌ပင်ရွှေတို့မှကိုချစ်တဲ့ပြိတ္တတို့၏ရွှေဘုံမာကိုဝတ်အောင်ချီထားပြီတော့ကျုပ်တို့မင်းသမီးရွှေဘုံမာကအခုတော့အပြူပေါ့ဗျာ အကြခင်ဦးတော်မှာဟုပြန်လုံးလုံးလို့တကယ်လို့လို့ပြောဤအခြားသောလူရှင်တော်တူးကလည်းဟုတ်တယ်ဟုတ်တယ်ငါလည်းကြားမိတယ်လို့ပဲရွှေရုံမာရဲ့ဖူးစာရှင်ကကြာတာပရိနန်စပြီးဗုဒ္ဓနယ်ဆုံးနယ်မြည်กว่าဟုမြင့်ရွှေကိုရည်ရွယ်ပြီးပြန်လုံးထုတ်လေသည် ထိုကားပထမလူရှင်တော်ကကြာတာပရိနန်စပြီးဗုဒ္ဓဟုနန်ဆုံးနယ်သူဆိုတာဘယ်သူများတော်กว่าဟုမြည်ထိုကားဒုတိယလူရှင်တော်ကမင်းမသိဘူးလားအပယုတ်လုံးလေกว่าဟုလျှော့ချလိုက်လေသည် ရွှေရမာလီဤဖြစ်ပြက်များကြောင့်ဒေါသလည်းထွက်စိတ်လည်းဆိုဤသူ့ဤလူများအားဤကဲ့သို့ပြုလုပ်ပါမှုအလောက်မှထုတ်ပြင်မည်ဟုကြိမ်းဝါသည်တို့ရရင်သူ့ဤလူများကရွှေရမာကိုမမှုချပေကဲတဲ့ကဲလာကြ၏ဤသို့နှင့်ပင်နှွေဦးပေါက်သောအခါရွှေရမာဇက်သည်ပေါန့်တဲအင်းမာစသောမြို့များသို့ဝင်လေသည်ပေါန့်တဲတွင်ကသောညတွင်လူရှင်သောများကမြင့်ရွှေနှင့်ပတ်သက်၍ကြိုတင်စီစဉ်ထားသောဂျိတ်ပြက်လုံးများကိုပြက်ကြလေသည်ရွှေရမာသည်လွန်စွာစိတ်ဆိုးလျက်ရှိ၏ တို့ရရင်ထိုညကဝမ်းမြောက်ဖွယ်ရာတစ်ခုကိုကြုံရလေသည်ပြိသက်တွင်မှအမိမဖော်လိုသူတူကငွေ900ဆုချဤမြင့်ရွှေသည် အမိမဖော်လိုသူတူဆိုသူကိုသူ၏လူများနှင့်အပြည့်အထန်ဆောင်စမ်းလေသည်တို့ရရင်သတင်းအစနာကိုမှမရခဲ့ချေရွှေရုံမိုင်းရင်သည်ပေါန့်တယ်မှအိမမသူပြောင်းရွှေ့လာသည့်အခါတွင်အိမမ၌ပွဲဥထွက်ညတွင်အမိမဖော်လိုသူတူကငွေတထောင်ဆုချပြန်လေမြင့်ရွှေသည်ထိုသူကိုမရမကဆောင်စမ်းလေသည်ခါတွင်ချိတ်ထားသော ်ဆင်ဆွဲရိုးတဲ့၆လုံးမျိုးကလေးကိုလည်းတခါကန်နဲ့မတိသေးရောလဲနေရတာပေါ့တီမြတိရင်တော့မိမဖော်လို့သူဆိုတဲ့ကောင်ရင်ဘက်ကိုကြည်စမ်းနဲ့ဖော်ရမှာပဲဟုတ်ကျင်းဝလေသည်ဒုကတတိသားမြင့်ရွှေကိုလူလားကြတော့ဇက်သမားတချို့ကကိုမြင့်ရွှေကြီးကျန်းရင်ဖြစ်နေမယ်နော်ကြားတယ်မဟုတ်လားအမိမဖော်လို့သူတဲ့အမိဖော်တဲ့အချိန်မှာရွှေရုံမှာပါသွားမယ်နော်ကျုပ်တို့ပြောတဲ့အတိုင်းကျန်းဖက်ပြီးတော့ဒီကိစ္စမျိုးကဖူးစားမဟုတ်ဘူးဗျဥရလူရသမဲပဲ လူပြုတ်လက်ဝမ်မိလို့ဆိုရမလားဝမ်မိလို့တွေ့ရမယ်တော့ဟုမျှပင်ပေးကြကုန်၏ဆက်ယုံမှရှိသောလူရှင်တော်ကြီးတူကမူနှစ်ပါးသွားပြီးလို့လိုက်ကာချတဲ့အခါကားကြတဲ့ဝင်ပြီးအပိုင်ကြံပြကျတို့ကရှောင်ပေးတဲ့အနေနဲ့ဒီဘက်ကဝင်ပဲဟိုဘက်ကဝင်မယ်ဟုပြောလေတို့ကအလုတ်လက်မဲ့တထေသာမြင့်ရွှေလဲသူ့ဤရွှေသားများကိုဖျက်လိုက်ကစိန်လိုက်ပြဟုဝင်ခံလိုက်လေသည်ဤသို့နှင့်ပင် ရွှေဘုံမှာဇက်သည်အင်းမမှနေ၍ပြည်သို့ပွဲကူးခဲ့လေသည်ပြည်တွင် ပထမကသောညတွင်ပထမဦးဆုံးထွက်သောအငိမ့်ကန်း၌ရွှေဘုံမှာအမိမဖော်လိုသူကငွေ1500စုချပြန်လေပိသက်ကလည်းလက်ကုပ်အောပါပေးကြလေသည်ထိုချိန်တွင်ဇက်ယုံနောက်ဖက်၌မိမိတပည့်တပန်လူပေလူတီများဇက်အတွင်းထဲမှအသားထဲကလောက်ထွက်သည့်ဆက်ယုံမှဇက်သမားများနှင့်အတူတတိသားမြင့်ရွှေသည်အရက်တောင်နေထိုကမျှပင့်ပေးတတ်သောရုပ်ပါကောက်ကြည့်သည့်လူရှင်တော်ကြီးက ကြားပြီလားကိုမြင့်ရွှေရအမိမဖော်လို့သူက1500တဲ့1500ဆိုတာသိတယ်မဟုတ်လားခီလီတာကိုပြောတာခီလီတာဆိုတာသိတယ်မဟုတ်လားကာလီတီကိုပြောတာကာလီတီဆိုတာသိတယ်မဟုတ်လားဂရီပါလိုက်ကားကြီးနောက်မှာတွန်တင်တထေတာမြင့်ရွှေသည်ကနာဟီမှတ်လေလို့ဟုနောက်ရွှေရွှေနဲ့မြောက်ပေးလိုက်လေသည်သူကတထေတာမြင့်ရွှေကလည်းကြည်လေဗျာဒီညတော့ရွှေပြုံးမှာဇက်သိမ့်ပါပြီဟုပြောလိုက် မှန်ပေသည် မြင့်ရွယ်သည်အရက်ကိုမူအောင်တောက်၍ဇက်စင်တောက်မှအကွက်ကောင်းကိုချောင်းရင်နေလေသည်ဤသို့နှင့်ပင်ပြဆက်ပြီးသွားသောအခါ၌ရွှေရုံမကြီးနှစ်ပါးသွားထွက်လေလူရှင်တော်ကြီးကမြင့်ရွှေအားမျက်ရည်ပြထားလေသည်မြင့်ရွှေကလည်းခေါင်းပြန်ညှိ၍ပြ၏နှစ်ပါးသောအခန်းပြီး၍ပြေပုံးကားကလကားကြီးချလိုက်လေသည်လူရှင်တော်ကြီးသည်၎င်းဝင်နေကြဘက်သို့မဝင်ဘဲတစ်ဖက်သို့ပြေးဝင်သွား၏ရွှေဘုံမာကမူမရေမိရှာပဲကလကားနှစ်ခုကြားသို့ဖြတ်၍ဝင်လာလေသည် ထိုကြောင့်၌အယံမှုနေသော မြင့်ရွှေကရောက်နေနေပြီဖြစ်ရွှေရုံမာကိုအတင်းဖက်အတင်းနိုင်ရွှေရုံမာကကြိတ်ယုံ၏ချွေးစည်းများပြန်လာသည်ထို့နောက်ရွှေရုံမာ၏တိညာတွင်လက်ခနဲ့အယောင်ထွက်လာ၏မြင့်ရွှေ၏ခါတွင်ချိတ်ထားသောဆင်ဆွယ်ရိုးတက်နေကယ်ရောင်ချလုံးပြူးလေးကိုအယမိဖြုတ်ယူလိုက်သည်လက်တွင်းသို့ရောက်သွားသောအခါမြင့်ရွှေရင်ဝါသို့တည့်၍ဒိုင်းငနဲ့ပစ်ချလာနေတော်သည်မြင့်ရွှေသည်နောက်သို့လန်ထွက်သွား၏မြင့်ရွှေ၏လူများလည်းပြေးဝင်လာလေသည် တက်လက်လံ၍မရှုမလာသေးဆုံးနေသောသူတို့၏ဆရာကိုလည်းတွေ့ရ၏လက်ထဲတွင်တနတ်ကန်၍သွေးဆောင်နေသောကျက်သိမ်းမတကောင်ကဲ့သို့သူတို့အားစူးစူးရဲရဲကြည့်နေသည့်ရွှေရုံမကိုလည်းတွေ့ရလေသည်ထို့ကသူတို့သည်ဇက်ယုံနောက်ဖေးမှပြေးထွက်သွားကြပြီလင်ဒေါသဘုံထားကသူတို့ဆရာကြီးကားမှဓာတ်စီကိုထုတ်၍ဇက်ယုံနောက်ဖေးလေးဘက်လေးတန်းမှဓာတ်စီပြန်ပက်ကဇက်ယုံကြီးအားမိရှုပြင်လိုက်ကြ၏ဇက်သမားတို့သည်အလက်ရကြအော်ဟဲကထွက်ပြေးကြရလေသည် ရွှေရုံမှာလည်းဆက်ယုံနောက်ပြီးသူတနက်ကန်လည်းပြေးထွက်လာ၏မိမိသွေးနှင်ချွေးနှင်စူးစားခဲ့ရသောဇာကြီးအားမိရှော့ပြည်သည့်ရန်သူများကိုတဲတဲမဲမဲရှာဖွေသည်တွေ့လင်မှုတနက်ဖြင့်ပြစ်သက်တော်မူတို့ရရင်တို့သူတို့ကတရေပေါ်ကြောင်သူများပြီးပြီးထွက်ပြေးသွားကြပြီဖြစ်ပွဲကြီးပြိတ္တများလည်းလွတ်ရသူပြေးကြရပြီဖြစ်သည်ရွှေရုံမှာသည်တဟုံဟုံတက်လောင်နေသောမိတော်ကြီးကိုကြည်ကအန်ကျဲ့၍ရန်နေလေသည်မျက်ရည်တစ်စက်တစ်ပေါက်တောင်မှကျခဲ့ခြင်းမရှိပေမိကိုမြို့လူတို့ကဝိုင်းဝန်းနှိမ့်သက်ပေ၏တို့ရရင်နောက်ကျခဲ့ပြီဖြစ်သည် မိလျံများငိမ့်သောသောကမိကျုံငုတ်တို့နှင့်ပြပုံသာလင်ချင်ရွှေရမသည်နာယီပိုင်းတွင်အဝိတ္တတေကိုတခုဘဝသို့ရောက်သွားလေသည်၎င်း၏ဆက်သမားများလည်းနီးဆက်ရာဘုံကြီးเจ้าများဇေယျက်များပတ်သက်ရာပတ်သက်เจ้าများစီတို့ကိုလိုယုံရွေထွက်သွားကြပြီဖြစ်သည် ရွှေရမသည်ငုံငူကြီးရက်နေ၏၎င်းနှင့်မလန်မကန်တွင်မောင်ပြည့်ဟုသောကားဆွဲကလေးတစ်ယောက်ထိုင်နေလေသည်များမကြမီပက်လိမ့်များရောက်လာ၏ရွှေရမကတစုံတရာမပြောမီနိုင် ကားစားကလေးမှပြေကမြင့်ရွှေဘလက်ကာယကျမ်းပုံရွှေဘုံမကမြင့်ရွှေတနတ်ကိုယူရဖြစ်ပုံမြင့်ရွှေလူများကစက်ယုံအားမိရှုဖြစ်ပုံတို့ကိုအသေးစိတ်ပြောပြ၏ဌာနအုပ်ကပြောတာမှန်လားမင်းပြင်တခြားတတ်သည်ဘသူပြနိုင်တယ်ရောဟုမာဆက်ဆက်မေးလေ၏ပြနိုင်ပါတယ်ခမရတို့ပြည်မျိုးကမောင်းလာပြီဆိုတာကျုပ်တငယ်ချင်းပဲသူလည်းကျုပ်နဲ့မလန်မကန်လောက်မှရှိတယ်သူခေါ်ပြီးမင်းရင်လည်းဒီတိုင်းပြောမှာပဲဟုကာဇွဲကလေးမောင်ပြေးကပြောလိုက်လေသည်ထို့ကရာဇွဲကဦးက ရွှေရုံမဖက်သူလှည့်ပြီးလင်ဂတ်ကြတော့ပြောတာပေါ့ခုတော့ဂတ်ကိုလိုက်ခဲ့ပါဟုဆိုက ရွှေရုံမကိုဂတ်သူခေါ်ဆောင်သွားကြလေတော့သည်ထုံမှုနှင့်ပတ်သက်၍ရွှေရုံမအာယုံတော်မှာလူသိမှုဖြင့်တရားဆွဲလေသည်တို့ရရင်အမျိုးသမီးတူဖြစ်ခြင်းမိမိချက်ကိုကာကွယ်ခြင်းတည်စေလိုသည်ထက်ရှက်ကြောက်စိတ်များမွန်တူကပြုမိပြုရာပြုခြင်းတို့ကြောင့်တရားသူကြီးကတရားတည်လွတ်လာ၏ထို့သောလို့ပြီးနောက် ဇက်ယုံမိရှုံမှုဖြင့်ဖမ်းဆီးထားသော မြင့်ရွှေဤတပည့်များကိုစစ်ဆေးရာရွှေရုံမာ၏မျက်မြင်ထွက်ဆိုချက်ကိုလိုရသဖြင့်ကတ်တို့တဖန်ခေါ်ယူခဲ့လေတော့တည်းနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမသူတာပါ